ညအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ဒီအားလုံးအတွက်ဒီနေ့ရဲ့ရန်ကုန်မြင်ကွင်းကျယ်အစည်းအဝေးကိုခိုင်ချိုတင်ဆက်ပေးပါရောင်းမယ်ဒီနေ့မှာတင်ဆက်ပေးမယ့်အခမ်းအနားကတော့ရန်ကုန်စီးပွားရေးတက္ကသိုလ်လှိုင်နေမြေဗဒမားဆောင်မှာကျင်းပပြုလုပ်တဲ့ရန်ကုန်စီးပွားရေးတက္ကသိုလ်စီမံခန့်ခွဲမှုဌာနအနေပြီးတော့ဖွင့်လှစ်ထားတဲ့ Master of Business Administration MBA ရဲ့နှစ်20ပြည့်အထိမ်းအမှတ်အခမ်းအနားပဲဖြစ်ပါတယ်အဲ့တော့1995ခုနှစ်ကနေပြီးတော့2015ခုနှစ်အတွင်းမှာဖြတ်သန်းလာခဲ့ကြတဲ့ဆရာဆရာမတွေအကြောင်းသားအကြောင်းသူတွေအားလုံးစုံစည်းကြတဲ့ပျော်ရွှင်မွေးရာဒီနေ့ ခမ်းနားမြင်ကွင်းတွေကိုပရိသတ်တွေအားလုံးကအခုပဲရှုစားကြည့်အောင်လားရှင်ရန်ကုန်စီးပွားရေးတက္ကသိုလ်စီမံခန့်ခွဲမှုပညာဌာနရဲ့ MBA သင်တန်း20ပြည့်အထိမ်းမှတ်ဖွင့်ပွဲခမ်းနားမှာဆိုရင်ပြည်သူ့မြတ်တော်ဒုတိယဥက္ကဋ္ဌဦးနန္ဒာကျော်စွာနေတကွာဌာနဆိုင်ရာလူကြီးမင်းများ ်ဆရာကြီးဆရာမကြီးများ MBA ဘွဲ့ရကျောင်းသားကျောင်းသူများဖိတ်ကြားထားတဲ့ဧည့်သည်တော်များစုံလင်စွာနဲ့တက်ရောက်လာခဲ့ကြပါတယ်ကျင်းပပြုလုပ်တဲ့ဒီနေ့အခမ်းအနားနဲ့ပတ်သက်ပြီးတော့လဲကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက် ကျင်းပသွားမယ့်အစီအစဉ်များကိုစီမံခန့်ခွဲမှုပညာဌာနမှပေါမခဌာနမှဒေါက်တာမိုးမိုးခိုင်မှအခုလိုပဲရှင်းလင်းပြောပြပေးခဲ့ပါတယ်ရှင်အဆရာမဒီနေ့အရဆိုရင်ဒီ MBA ပေါ့နော် MBA ရဲ့နှစ်20ပြည့်တဲ့အထိမ်းအမှတ်အခမ်းအနားပါဒီအခမ်းအနားကိုအဓိကကျင်းပရည်ရွယ်ချက်လေးပြောပြပေးပါအောင်ရှင် ဟုတ်ကဲ့ပါရှင်ကျမတို့ MBA program ကို1995ခုနှစ်မှာစပြီးတော့ထူထောင်လာခဲ့တာဆိုတော့အခုအချိန်မှာအနည်း20ပြည့်သွားတာပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးအနည်း20ပြည့်တဲ့အချိန်မှာကျမကလည်းဒီမှာတာဝန်ယူရတဲ့အချိန်နဲ့လာပြီးတော့တိုက်ဆိုင်နေတဲ့အခါကျတော့ကျမတို့ MBA program ကိုပထမဦးဆုံးစပြီးတော့ထူထောင်သွားခဲ့ပြီးအခုအချိန်အထိပေါ့နော်ဟိုတိုးတက်အောင်လို့ဆောင်ရွက်သွားကြတဲ့ဆရာကြီးဆရာမကြီးအသီးသီးကိုကျမတို့ကဒီလောက်ကြာရှည်အောင် လုံလာနိုင်ခဲ့တဲ့ program တစ်ခုအနေနဲ့ဟဟလာဟိုပါဝင်ခဲ့တဲ့လူတွေအနေနဲ့ကျမတို့ဂုံပြူကျင်တာကတကြောင်နော် ပြီးတဲ့အခါကျတော့အနှစ်20လုံးလုံးဒီမှာကျောင်းတက်သွားကြတဲ့ MBA တွေကျောင်းသားတွေရှိပါတယ်။ဟောကျွန်တော်တို့ MBA program ရဲ့အနှစ်သာရတစ်ခုကဘာလဲဆိုတဲ့အခါကျတော့ networking လို့ခေါ်ပါတယ်။တယောက်နဲ့တယောက်ကဘာလဲဆိုရင်ဒီမှာပညာသင်ဖို့ဝယ်လာတာမဟုတ်ဘူး။သိကျွမ်းသွားပြီးတော့မိတ်ဆွေအဖြစ်ကနေပြီးတော့နောက်စီးပွားရေးလုပ်ငန်းတွေလည်းအတူတူထူထောင်သွားနိုင်တဲ့ဟာမျိုးတွေပေါ့နော်။ဒါမျိုးတွေဖြစ်ဖို့လဲရည်ရွယ်တာဆိုတဲ့အခါကျတော့အဲ့ဒီအနှစ်20လုံးလုံးမှာသင်တန်းတက်သွားကြပြီးတော့ဘွဲရသွားတဲ့လူတွေအားလုံးပြန်ပြီးတော့ဆုံတွေ့နိုင်ဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်ကလေးလည်းပါပါ ပါတယ်ရှင်အဲ့တော့အဓိကကတော့ကျမတို့ဟာဒီအနှစ်20အထိဟောဟိုဖြတ်တန်းခဲ့ရတဲ့ milestone တစ်ခုကိုဟလာလူတွေအားလုံးဝိုင်းပြီးတော့ celebrate လုပ်နိုင်အောင်လို့ဆိုပြီးတော့ကျမတို့ဦးစီးပြီးကျင်းပပေးတာဖြစ်ပါတယ်ဆရာမအနည်း20ပြည့်ဒီအထိမ်းအမှတ်အခမ်းအနားမှာဘယ်လိုခမ်းအနားစီစဉ်နေလဲကျင်းပသွားမလဲဆိုတာလည်းပြောပြပေးပါအောင်ရှင်ကျမတို့ဒီအနည်း20ပြည့်အထိမ်းအမှတ်ကိုပြုလုပ်မယ်ဆိုတဲ့အခါကျတော့အားလုံးပဲလွန်ခဲ့တဲ့တစ်နှစ်ခရဲကပါကြိုပြီးတော့ပြင်ဆင်ကြပါတယ် ။ဟောအဲ့ဒီလိုပြင်ဆင်တဲ့အခါမှာဒါတက္ကသိုလ်ရဲ့အခမ်းအနားတွေမှာနှစ်ပတ်လည်တွေမှာဒီဆရာကြီးဆရာမကြီးတွေကိုဂါရဝပြုတဲ့ပွဲတွေနှစ်ပတ်လည်ဒင်နာစားပွဲတွေအဲ့ဒါမျိုးတွေလုပ်ကြတာတွေလည်းရှိပါတယ်။အဲကျွန်တော်တို့ကဘာလေးလဲစဉ်းစားလိုက်လဲဆိုတော့နှစ်20လုံးလုံးဟဲ့လားဟိုဘာကောလဲရှိခဲ့ရတဲ့မှတ်တိုင်တစ်ခုကိုစီမံတဲ့အခါမှာအခမ်းအနားတစ်ခုကိုစီမံတဲ့အခါမှာဆရာမကြီးတို့ကြီးမြန်လမ်းညွှန်ပါတယ်။နော်ပညာရက်နဲ့ပတ်သက်တဲ့အလုပ်တွေကိုလည်းလုပ်ကြပါ ဆိုတဲ့အတွက်ကြောင့်မလို့ကျမတို့ကဘာတွေလုပ်တယ်လဲဆိုရင်ပြီးခဲ့တဲ့16ရက်နေ့ပေါ့ဒါကတော့အကျိုးအနေနဲ့စီစဉ်လိုက်ပါတယ်ဒီကနေ့ရဲ့အစီအစဉ်တွေတိတ်ပြီး crowded ဖြစ်နေမှာဆိုလို့ပေါ့နော်အဲ့ဒီလွန်ခဲ့တဲ့16ရက်9လစနေနေ့အပတ်ကကျမတို့စာတန်းဖတ်ပွဲလေးလုပ်ပါတယ်သူတေသနာစာတန်းဖတ်ပွဲလေးပါအော်ပြီးတော့ဒီကနေ့မှာဆိုလို့ရှိရင်လေမနေ့ပိုင်းမှာဖွင့်ပွဲအခမ်းအနားကျင်းပပြီးတဲ့အခါမှာ Human Resource Forum အနေနဲ့ကျမတို့ပညာရေးဆိုင်ရာဆွေးနွေးပွဲကိုပြုလုပ်မှာဖြစ်ပါတယ်။ဒါဒီနေ့တနေ့လုံးရဲ့ပွဲဖြစ်ပါတယ်။ပြီးတဲ့အခါကျတော့ကျမတို့အမှတ်တရဖြစ်စေမဲ့ဓာတ်ပုံတွေကိုလည်းပြန်ပြီးစုဆောင်းပြီးတော့ဒီနေ့မှာဓာတ်ပုံပြပွဲလေးလေးလှုပ်ထားပါတယ်။ပြီးတော့ကျမတို့ရဲ့ဗရမားဆောင်ကစာကြည့်တိုက်ကိုဗရမားစာကြည့်တိုက်ဆိုပြီးတော့ចောင်းသားចောင်းသူများကအားလုံးပူးပေါင်းပြီးတော့ပြန်လဲမွမ်းမံပြီးတော့စာအုပ်အစ်တွေလည်းအများကြီးပဲပြန်ဖြည့်ပြီးတော့စာစာကြည့်တိုက်ဖွင့်ပွဲကိုလည်းကျမတို့ဒီကနေ့လှုပ်ပါတယ်ရှင်။မနေ့ကမနေ့မှာဆရာကြီးဆရာမ ာကြီးများအားလုံးပေါင်းအယောက်80ရှိပါတယ်ရှင်။ MBA တက်တန်းအနှစ်20မှာတော့တွင်တင်ပြတာသွားကြတဲ့ဆိုင်ဆိုင်မိုင်းများကိုကျမတို့ကအာစရိယပူဇော်ပွဲကျင်းပပေးမှာဖြစ်ပါတယ်။ညနေခင်းမိုင်းမှာတော့ကျမတို့ကျောင်းသားအားလုံးပေါင်းတထောင်ကျော်ပါဝင်တဲ့ညစာစားပွဲကိုမိတ်ဆုံစားပွဲပေါ့အားလုံးလည်းအငြင်းတန်း gathering ပြန်လုပ်ရတဲ့သဘောပေါ့နော်။အဲ့ဒါကိုတွားပြီးရောအဲဆင်နွှဲကြမှာဖြစ်ပါတယ်ရှင်။ MBA ရဲ့20ပြည့်အခမ်းအနားကို လူကြီးမင်းမြတ်မှဖဲချုပ်ဖြတ်ဖွင့်လှစ်ခဲ့ပြီးနောက်ဗဒမြားစာကြီးရိုက်ဖွင့်လှစ်ခြင်းအခမ်းအနားကိုထပ်မံကျင်းပပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ MBA program 20ပြည့်အထိမ်းအမှတ်အမှတ်ရဓာတ်ပုံပြကန်းကိုလှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။ ရောအခမ်းအနားအပိုင်းနှင့်အရာပညာရေးဝင်ကြီးဒေါက်တာဒေါခင်ဆန်းရဲ့အမှားစကားဗီဒီယိုမှတ်တမ်းအားပြသခြင်းအစရှိရဲ့အစီအစဉ်များနဲ့အခမ်းအနားကိုထပ်မံကျင်းပပြုလုပ်ခဲ့ပြန်ပါတယ် မှာတော့ရန်ကုန်စီးပွားရေးတက္ကသိုလ်ပေါမောက္ခချုပ်ဒေါက်တာဒေါခင်နိုင်ဦးကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းများပြည်သူ့လွတ်တော်ဒုတိယဥက္ကဋ္ဌဦးနေနာကျော်စွာမှအမတ်တရစကားပြောကြားခြင်းများဆရာမကြီးဒေါက်တာဒေါ်ရီရီမြင့်ကအမတ်တရစကားပြောကြားခြင်းများအစရှိရဲ့အခမ်းအနားစီစဉ်များစွာနဲ့ MBA ရဲ့ 20th anniversary ကိုအမတ်တရဂုံပြုစကားသံများနဲ့ကျင်းပပြုလုပ်ခဲ့ပါတယ် ပါဆိုရင်ဒါဆရာဆရာမတွေရောနောက်ပြီးတော့လုံခြုံရေးဘက်တွေနောက်ကျောင်းသားတို့တပည့်ဟောင်းတွေပါစုစည်းရတယ်ပေါ့နော်မြင်တွေ့ရတဲ့အနည်း20ပြည့်တဲ့ထိမ့်မက်ခန်းသားကြီးပါအဲ့ဒီအတွက်ကြောင့်ဆရာမယင်နေရပျော်ရွှင်နေတဲ့ပီတိစကားသံလေးကိုလည်းမျှဝေပေးပါအောင်ရှင်အဲ့တော့တမီးရဲ့စကားကိုပဲပြန်တုံးရမယ်ဆိုရင်ဆရာမတို့ရဲ့ပီတိပြန်စားရတဲ့သဘောရှိပါတယ်ဒါပေမဲ့ကိုကိုကိုတော့ငယ်တယ်လို့ထင်ပေမဲ့ဒီလူတွေအားလုံးကစီးပွားရေးတွေအောင်မြင်ပြီးတော့ဟာအနည်း20ကြီးတောင်ရှိရဆိုတော့အခုအသက်ကြီးတာကိုနံပါတ်1သတိပေးတယ်လို့ဖြစ်တယ် ဒါပေမဲ့လည်းကိုယ့်ရဲ့တပည့်တွေအောင်မြင်နေတာကိုတွေ့ရဆိုကိုယ်အောင်မြင်တယ်လို့ပဲဆိုတော့သဘောရှိတဲ့အတွက်အင်မတန်ဝမ်းသာပါတယ်။နောက်ကိုနဲ့ပင်စင်ယူသွားပြီးတော့နောက်ပိုင်းမကြုံသေးတဲ့ကလေးတွေပါပေမဲ့လည်းသူတို့တွေကလည်းဒီလူကြီးတွေကိုအားချပြီးတော့ဆက်လက်စူးစမ်းနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်လို့ပြောချင်ပါတယ်။ မှာတော့ MBA ပုံရိပ်ဗီဒီယိုမတန်များပြသခြင်းများ MBA program တွင်ပမောကဌာနမှုများအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ဆရာကြီးဆရာမကြီးများကို MBA program နှစ်20ပြည့်အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းများ MBA program နှစ်20ပြည့်အထိမ်းအမှတ်အာရှရပူဇော်ပွဲနဲ့ဗဒမြားစာကြီးတိုက် ပြန်လည်မွမ်းမံခြင်းအတွက်ကုညီဖတ်မှုပေးကြတဲ့အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများ အစားရှိတဲ့အခမ်းအနားစီစဉ်များစွာနဲ့အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။1995ခုနှစ်ကနေ2015ခုနှစ်အထိကျောင်းသားကျောင်းသူဟောင်းများရဲ့နှစ်20ပြည့်အထိမ်းအမှတ်အခမ်းအနားအဆိုရင်ဆရာဆရာမများကျောင်းသားကျောင်းသူဟောင်းများစုံစည်းကြတဲ့ကျင်းနူးဖရာမြင်ကွင်းတစ်ခုလည်းဖြစ်ပါတယ် အခမ်းအနားကိုတက်ရောက်လာတဲ့ကျောင်းသားကျောင်းသူတွေကိုကြား EMBA သင်တန်းမှာတက်ရောက်ပညာသင်ယူခဲ့တဲ့ကျောင်းသူတို့ကလည်း PT စကားသံများ အမတ်တရပုံရိပ်များသင်တန်းမှာရရှိလာတဲ့အကျိုးကျေးဇူးများကို အခုလိုပဲပြောပြပေးခဲ့ပါတယ်ကျမကလင်းလင်းတင်ထွန်းမှာကျမ EMBA second batch 2003 2005 batch ကနေအောင်မြင်ခဲ့တာဖြစ်ပါတယ် ခဲ့ပါမှ EMBA ဒီတင်နှန်းပေါ်တော့မှစပြီးတော့တက်ရောက်ဖြစ်ခဲ့ပုံလေးပေါ့နောက်ပြီးတော့ဒီကျောင်းဒီတက်တော့အမှတ်တရလေးတွေအဲ့ဒါလေးတွေပြန်ပြောပြပေးပါအောင်ရှင်အာ EMBA တင်နှန်းကအခုဆိုလို့ရှိရင်နှစ်20ဆိုတော့1995လောက်ကလေးကဖွင့်တာပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်တော့ကျမတို့ကအလုံးလုံးနေရဖြစ်တဲ့အတွက်ကြောင့်သူကအချိန်မြင့်တင်နှန်းဆိုတော့မတက်ခဲ့နိုင်ဘူးအဲ့တော့2002ကျတော့သူက EMBA Executive MBA ဆိုပြီးတော့ညနေဘက်တင်နှန်းဖွင့်ပါတယ် ွင့်တော့ရုံးချိန်ပြင်ပအောင်တက်နိုင်တာဖြစ်တဲ့အတွက်ကြောင့် second batch ကြတော့ကျမတက်ဖြစ်တာပါ MB တင်းတန်းတက်တာကတော့လက်ရှိကိုလုံးနေရတဲ့အလုပ်ပေါ်မှာအာကိုလုံးနေရရင်မှန်သလားမှားသလားပေါ့နော်အာနိုင်ငံတကာမှာဘယ်လိုလုပ်ကြသလဲတကယ် management လုပ်ငန်းတွေမှာဘယ်လိုမျိုးလုပ်ကြသလဲဆိုတဲ့ theory တွေ case တွေကိုသိနိုင်မှုချိန်ထိုးနိုင်မှုအတွက်အဲတက်ရောက်တာဖြစ်ပါတယ် အမဒီနေ့မှဆိုရင်ဒါဆရာဆရာမတွေနဲ့ရောကိုယ့်ရဲ့ဒီတင်းနန်းသားတင်းနန်းသူအချင်းချင်းမှပြန်ပြီးတော့ဆုံတွေ့ရတယ်အဲ့တော့အမတ်တရစကားလေးရယ်နောက်ပြီးပီတိစကားသံလေးရယ်ဝင်းမြပေးပါအောင်ရှင် MBA program မှာအခုနှစ်20ရှိတဲ့အချိန်အထိပေါ့လေကိုကတယောက်တဦးတယောက်အနေနဲ့ကျောင်းသားဟောင်းတယောက်အနေနဲ့ပါဝင်ရတဲ့အကြောင်းအထူးဝန်းတာပါတယ်နောက်ကျမတို့ရဲ့တငယ်ချင်းဟောင်းနေပေါ့လေကျမတို့ဘွဲရတာအခုဆိုရင်7နှစ် ပြည့်သွားပါပြီ၁၀နှစ်ရှိသွားပြီဆိုတော့ကြံခဲ့တဲ့၁၀နှစ်ကလေးကခင်မင်ခဲ့တဲ့เจ้าကတငယ်ချင်းနေနဲ့လေတခါတည်းပြန်လေส่งတွေ့ရတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ဟိုကိုရီအသက်ဘလောက်ကြီးလာကြီးလာဟိုတငယ်ချင်းဟောင်းနေနဲ့ပြန်တွေ့တဲ့အခါကျရင်အရင်ဘဝအရင်เจ้าသားဘဝတုန်းကเจ้าနေကိုပြန်ပြီးအမှတ်ရစေပါတယ်ပို့ပြီးတော့နှွေးထွေးစေပါတယ်အဲပို့ပြီးတော့ယဉ်နိမှုပိုလာစေပါတယ် ရိုက်သက်များရှင်ခင်မိဖွံ့ဖြိုးတိုးတက်လာတဲ့နိုင်ငံတော်တည်ကြည်မှာစီးပွားရေးလုပ်ငန်းများအောင်မြင်တိုးတက်စွာနဲ့လုပ်ကိုင်နိုင်မှုအတွက်အရေးချင်းပြေဝရဲလူဆောင်အားအရင်းမြစ်များပေါ်ထွက်လာဖို့အားဆိုရင်အင်မတန်မှအရေးကြီးလာပါတယ်ဒါကြောင့်မလို့စီးပွားရေးနယ်ပယ်ကဏ္ဍအသီးသီးမှာအောင်မြင်ကြတဲ့စီးပွားရေးလုပ်ငန်းရှင်များကိုရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့စီမံခန့်ခွဲမှုပညာဌာနကနေ MBA ဘွဲ့ရောက်ပညာရှင်ပေါင်းများစွာကိုမွေးထုတ်တင် जा ပေးလျက်ရှိနေပါတယ်။ အခုဆိုရင်တော့1995ခုနှစ်ကနေစတင်ပြီးတော့2015ခုနှစ်အထိနှစ်ပေါင်း20တိုင်ခဲ့ပြီဖြစ်ပါတယ် လက်ရှိအချိန်မှာရောနောက်တစ်ချိန်မှာပါအောင်မြင်ကြကြလာမယ့်စီးပွားရေးလုပ်ငန်းရှင်များကို မွေးထုတ်ပညာသင်ကြားပေးနေတဲ့ရန်ကုန်စီးပွားရေးတက္ကသိုလ်စီမံခန့်ခွဲမှုပညာဌာနရဲ့ MBA 20ပြည့်အထိမ်းအမှတ်အခမ်းအနားစုံစည်းကြတဲ့ဒီနေ့လေးကိုဂုဏ်ပြုရင်းအမတ်တရအနေနဲ့ရန်ကုန်မြင်းမြင့်ကျေးအစီအစဉ်ကနေ project တွေအတွက်တင်ဆက်ပြသရင်းနဲ့ဒီကနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရရှင်။